တာမန်ဘဝကြီးခဲ့တဲ့အပတ်ကအမေနဲ့အတူတီဝီကြည့်ဖြစ်တဲ့တတဲမှာ ကိုဗစ်ကာကွယ်ဆေးတွေထုတ်လုပ်နေပြီးဆိုပြီးကြေညာတော့အမေကဒီပုံစံနဲ့ဆိုအမြန်တော့ရမှာ မဟုတ်ဘူးကြည့်ရတာငါတို့2030လောက်မှာစီးထိုးရမလားမသိဘူးဆိုပြီးဟာတလှုပ်ပြောတဲ့တခါတလေတော့လေဒီသားစုဝင်တွေမိသားမိဘတွေနဲ့အတူ အရှိန်ဆုံးရတာက ကောင်းတယ်ဗျဘာရဲမဟုတ်ပေမဲ့ခဏတာဇေမောလိုက်ဇေမောလိုက်ရလေလေမောလိုက်ရတာလေးတွေကစိတ်ဖိစီမှုတွေကိုယူပြစ်တယ်လို့ကုစားနိုင်စွမ်းရှိတယ်ကိုဗစ်အကြောင်းတွေကြီးပဲမကြည့်ကျင်တော့တာနဲ့တခြားလမ်းပြောင်းလိုက်တယ် fit one fit coin billionaire လူငယ်တယောက်အကြောင်းချစ်ရမှချိုးတစ်ခုနဲ့ ိုးတဲ့အသက်20ကျော်လူငယ်တယောက်ဘစ်ကွိုင်းတွေကိုတက်ကွိုင်းဒေါ်လာ300နဲ့ရရတုံးကဝယ်စုခဲ့လို့ဘီလီယံဘီလီယနာဖြစ်သွားတဲ့အကြောင်းမှာအမေကဘစ်ကွိုင်းဆိုတာဘာလဲဆိုပြီးစကားစပါလေရောဘယ်လိုလုပ်ပြီးချမ်းသာသွားတာလဲစတဲ့ဖြင့်မေးတော့တာပေါ့အဲ့ဒါနဲ့အမေနားလေလောက်မဲ့စကလုံးတွေကိုရေးတုံးပြီး ဗစ်ကွန်အကြောင်းရှင်းပြလိုက်တော့အမေကအဲငါတို့လည်းဝယ်ရအောင်လေပြောမရဘူးသူတို့လုံးချက်ချင်းစမ်းတာချင်းစမ်းတာသွားမှတဲ့အမေကဒီအတိုင်းပေါ့ပေါ့ပါပါအဖြစ်လောက်ပြောတာပါနှစ်ယောက်သားအတူတူရဲချစ်တယ်အဲ့ဒါနဲ့အမေက လက်ရှိကျွန်တော်တို့မိသားစုဘဝလေးရအခြေအနေတွေကိုပုံပြသဘောကြကြောင်းပြောတယ် အဲ့ဒီမှာအမေတုံးလိုက်တဲ့စကားကကျွန်တော်ရင်ထဲထိသွားတယ်ပုံမှန်လေးပဲကောင်းတယ်တဲ့စေနိကစေနိကလည်းအငဲတန်းတော်ယုံလောက်ပဲကောင်းတယ်စတာမျိုးပြောတယ်လိုတာထက်ပိုသွားရင်ဘာမှမကောင်းဘူးတော်ယုံလောက်ပဲကောင်းတယ်အပူကအပူတက်တက်ပဲလိုတာကမှဖြစ်လို့လွယ်သေးတယ်ပိုသွားရင်နှုတ်ရခက်ပြီး ကွာကြနိုင်တယ်နားလေလွယ်အောင်သူကဥမာလေးတစ်ခုနဲ့ရှင်းပြတယ်တောင်သူတွေဇာတဲ့စိုက်ပြိုးရင်မြေဩဇာကျွေးကြတယ်အပင်တွေအမြန်ထွားစေခြင်းတဲ့ဇောနဲ့မြေဩဇာတွေပူကျွေးလို့လည်းမရဘူးမြေဩဇာလိုတာကမှလိုတလောက်ဖြစ်ဖြစ်ဖြစ်ပြီးအပင်ကောင်းအောင်တန်အောင်လှုပ်လို့ရသေးတယ် မျောသာများသွားရင်အပင်က မဖွင့်ပြိုးတဲ့အပြင်ညက်သွားရောတဲ့ဒါပေမဲ့ဒီလိုချွတ်တော့မျိုးကလူတွေကြားထဲသိမပြောကြဘူးဗျဘယ်နေရာပဲကြည့်ကြည့်ဘယ်နေရာကိုပဲကြည့်ကြည့်အားလုံးရဲ့ပါဇက်မှာပြောလိုက်ရင် အောင်မြင်တဲ့ဘဝတိုးတက်တဲ့ဘဝငွေကြီးပြည့်စုံမှုချမ်းသာကြွယ်ဝမှုစသဖြင့်ရတာလောင်တဲ့မကြည်နဲ့ မကြည်နဲ့နဲ့ပူအောင်တိုးအောင်ပွားအောင်ညားအောင်လှုပ်ဖို့တွေ့ကြည့်ပဲကြောနေတတ်ကြပါတယ်ရတာမရတာထက်အဲ့ဒီစကားတွေကြားရတာနဲ့တဲ့စိတ်မောလူမောเสียကြည့်ပါအဲ့တော့ကျွန်တော်လဲစိနိကလိုပဲကြီးလိုက်ချင်ပါတယ်လိုတာပိုတာမကောင်းဘူးတော်ယုံပဲကောင်းပါတယ်ကျွန်တော်က ဂျေဆက်ဖန်တယောက်ပါသူနဲ့ပတ်သက်ပြီးကျွန်တော်သဘောကျတဲ့အချက်ကဂိဒလောကထဲကကိုထူကိုထဝန်ခဲ့ပြီးအားလုံးကကြော်တက်သူမတူထူးချံပြောင်းများအောင်စူးစမ်းနိုင်ခဲ့လို့ပါသူအတွက်29နှစ်မှာသူ့ဘဝပထမဆုံးအဗန်ကိုထုတ်နိုင်ခဲ့တယ်သူ့ သူ့လက်ရာခြေရာတွေနဲ့ပြင်ဆင်ထုတ်ဝေ ခဲ့တာပါ သူ့လိုပဲငငယ်ရွယ်ရွယ်နဲ့ဂီတလောကထဲရောက်လာတဲ့အခြားရပ်ပါတွေလည်းရှိပါတယ်ဒီအချိန်ဒီကအမြင်နဲ့ကြည့်လိုက်ရင်အသက်28နှစ်မှဂီတလောကထဲရောက်လာတာမျိုးအတော်လေးနောက်ကြနေပြီလို့တောင်းပြောလို့ရပါတယ် NBA ကပေါ့စာ ဆိုရင်အသက်21ပဲရှိသေးတယ်။သူတို့ချင်းတွေလည်းမဆိုးပါဘူး။အယ်ဘန်ကလေးချက်တောင်ရှိနေပြီ။အောင်မြင်ပါတယ်။အန်အောဆရာကဂျေးဆက်နဲ့ရှင်လာရင်ဂျေးဆက်ကအသက်50နှစ်ရှိပြီဆိုပေမဲ့ပြစ်မှုကမရှိသလောက်ဟိုပေါ့ဆာကကလေးခုနှစ်ယောက်နဲ့ဂျေးဆက်အသက်ထက်များတဲ့ပြစ်မှုတွေ တလဇာအတော်ဆိုးဝါးပါတယ်ဗျာလူပဲအောင်မြင်မှုတွေကြော်ကြားမှုတွေလိုချင်တာဘယ်တော့မှလုံလောက်မှလည်းဒါပေမဲ့လူဖြစ်လေနဲ့နဲ့လူတော်လူကောင်းပိတ္တအောင်မနေနိုင်ပဲရိုးရွင်ကြက်ကြီးနေမှတော့ပါထုမှလည်းလောတာထက်ပိုလိုချင်ရင် ပိုသွားတာတွေကြောင့်လောတာမရရတာမလို့ ပို့ဖြစ်တတ်တယ်ဗျအောင်မြင်မှုတွေကြော်ကြားမှုတွေတကယ်မတ်လောက်ပါတယ်မကောင်းဘူးလို့မပြောလို့ပါဘူးတမန်လူတယောက်လုံးချက်ချင်းဆိုတဲ့လုံးဘဝကြောင်းလဲသွားအောင် အထောက်အပံ့ပေးနိုင်ပါတယ်ဒါပေမဲ့ဘယ်ရာမဆိုအတိုင်းထာတော့ရှိသင့်ပါတယ်သမန်တဲ့ပို့သွားရင်လွန်သွားသည်မကောင်းတာကြီးမကောင်းတာတွေ့ကြီးပဲဖြစ်ပါတယ် တည်ငြိမ်တဲ့ဘဝမှာအေးအေးချမ်းချမ်းအသက်ချင် နေချင်ရင်တော့လိုတာတတ်မပူအောင်တမန်လောက်နဲ့ကျေနပ်လွယ်တာအကောင်းဆုံးပါငွေကြေးတွေအမြောက်အများစာထားစုထားစောင်းထားတာလဲတည်ရင်ကိုနောက်ပါမသွားဖို့ပန်းဆိုင်မှုတွေဘလောက်ပဲများနေပါသေးတည်တဲ့တနေ့ချန်ခက်ရမှာပါ စိတ်မောလူမောဘဝနဲ့ရှင်တန်ရမယ်အစားစိတ်အေးလက်အေးဘဝကပဲကောင်းပါတယ်ဗျာမွေကြီးဆံရစိတ်ပညာတပဓမ္မဆရာတွေအများကြီးရှိတဲ့အနက်စိနိကကငွေကြီးချမ်းသာတဲ့ငွေကြီးချမ်းသာနဲ့ပတ်သက်ပြီးတွန်တင်ချက်တွေ အများကြီးပေးခဲ့တယ်ပါ သူကိုယ်တိုင်ကလည်းစမ်းသာကြွယ်ဝတဲ့မိသားစုကစင့်သက်လာသူဆိုတော့ဒီအကြောင်းတွေနဲ့ငွေကြေးပြည့်စုံခြင်းရဲ့တန်ဖိုးတွေကိုသိနေတော့လဲမပြောပဲမနေဘူးလေနောက်တစ်ချက်ထည့်ပြောရမှာက AD 15 AD 54ကနေ AD 62အထိအုတ်ချုပ်မဲလုတ်သွားတဲ့အစ်ကရကြီးနေလိုအတွက် အကြံပေးလောက်ခဲ့သူဆိုတော့လဲဒီအကြောင်းအရာတွေနဲ့ပတ်သက်လာရင်ဆရာကြီးလို့ပြောရရင်ရပါတယ်ဒါပေမဲ့စေနိကကကတပတ်ဓမ္မအသွေးခေါ်တမားဆိုတော့ငွေကြီးစမ်းတာဂုံတိတ်ခါတွေကိုအဲ့ဒီလောက်ကြီးမမောတာမျိုးမရှိပါဘူးသူဘဝစေးစားဆိုရင်ခက်ခဲမှုတွေခက်ခဲမှုတွေကြီးပဲ နိုင်ငံရေးလောကထဲမှာအခြေအဝါမရှိတော့တဲ့နောက်ပိုင်းအဒီ65ခုနှစ်ကို ရောက်တော့ဧကရွေနေရောကိုလောက်ကြံရေးကြံရပါဖြစ်စွတ်စွဲခံရပြီးအပြစ်အနေနဲ့ကိုကိုကိုဒါထုစီရင်ဖို့အပြစ်ပေးခံရတဲ့ငင်းလို့ရတဲ့အမိတ်မျိုး မဟုတ်တော့လဲလောက်ခဲ့ရတာပေါ့သူ့ရဲ့နောက်ဆုံး သုံးနှစ်ကသူ့ဘဝတစ်ခုလုံးကြာကုန်ပြန်သုံးသပ်ပြီးအမွေအနှစ်အပြည့်သူ့အတွေ့အခေါ်တွေကိုတစ်ခုမှကြံရှန်ထားခဲ့တဲ့နှစ်တွေပါ သူ့အတွက်အပျော်ရဆုံးသောနှစ်တွေဖြစ်တယ်လို့သူ့အတွက်လူဖြစ်ရကြုံနဲ့တဲ့နှစ်တွေဖြစ်ကြောင်းသူ့စာထဲမှာခဏခဏထည့်ရေးထည့်ပါတယ်ကြောက်ရင်လိုချင်တယ်ကြောချင်ရင်စိတ်ဓာတ်ကိုယ်တော် စ်လိုက်စင်တာလိုအပ်ချက်တွေများနေရတဲ့အကြောင်းရင်းကလိုအပ်ကြောင်းတွေဖန်တီးနေမီလိုပဲစိတ်ဓာတ်နဲ့အစဉ်ပြေနိုင်သူကလိုအပ်ချက်နေတဲ့အတွက်လောကလောဘမတက်တော့ပဲစိုးချမ်းမှုရဲ့တန်ဖိုးကိုအပြည့်အဝနားလည်တဲ့စိလာခက်တော်မှသုံးဆွဲဖို့ရာမိသွားတတ်တဲ့ပတ်စံစိတ်ဓာတ်ကအရေးကြီးဆုံးလို့ တွေးထားရန်ဘဲသူမဆိုပတ်စံပူရအောင်ရှားကြမှာပါပဲဒါထုံးစံပဲလေဒါမိမ့်မဲ့ဒါပြိမဲ့ပတ်စံတဲ့ပျော်ရွှင်နိုင်မှုကပူရည်ကြည့်တယ်လို့တွေးထားရန်ပတ်စံရှားတာကရှားတာပဲကြော်အောင်နေတတ်ဖို့ရှားတရမယ်ရှားတာချင်းသူပြိမဲ့ရည်ရွယ်ချက်ထားပုံချင်းပွဲတယ်ဗျာ ဒီသဘောပါပဲငွေနောက်လိုက်တာကောင်းပါလေဘယ်သူမဆိုငွေလိုတယ်လေငွေမရှိရင်ဒီနေ့ခက်ကြီးမှာဘယ်လိုမှ နေလို့မရပါဘူးငွေနဲ့ပတ်သက်ပြီးထဲထဲဝင်ဝင်သုံးသက်ထားတဲ့စအုပ်လေးတအုပ်ရှိတယ်ဗျဟွန်မန်ဟော့ချေရဲ့ The Psychology of Money လူတိုင်းဖတ်တင်တဲ့စာအုပ်ပါပဲဗျာမော်ဂန်ရဲ့အဆိုအရပတ်စံဆိုတာစိတ်ပိုင်းဆိုင်ရာခံစားချက်နဲ့ဆက်နွယ်နေတဲ့အရာတဲ့လူအချို့ကသူတို့ရဲ့ငွေကြေးငွေကြေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုစည်ရင်စရာတွေအပေါ်အခြေခံပြီးစိတ်ပိုင်းဆိုင်ရာဖြစ်တဲ့အခြေခံပြီးစိတ်ပိုင်းချက်တတ်ကြပါလေဘယ်သူမှဆို့ အကြောင်းအကျိုးအကြောင်းအကျိုးနဲ့ရှင်ပြေတွေးခေါ်တတ်တဲ့ပညာအသိဉာဏ်ရှိသလိုငွေကြေးဆိုင်ရာ ဆုံးဖြတ်အလွဲတွေမချမိအောင်စိတ်စိတ်ဆက်ဆက်သုံးသက်တလိုမျိုးတင်မီတင်ယူမိနေတတ်ကြတဲ့ဒါပေမဲ့လူက လူပါပဲစွတ်ရုပ်မဟုတ်ပါဘူးပတ်စံကတစ်ကဘာလုံးပတ်ပြီးလဲနေတာပတ်စံနဲ့ အယောလွန်သွားရင်မကောင်းတဲ့အပေါင်းအသင်းလိုပဲကိုပါကြက်စည်းသွားရောပတ်စံကိုဖျားနေရာထားပြီးကိုနဲ့ကိုမိသားစုအတွက်ရှားတာကပြဿနာမရှိပေမဲ့ကိုရဲ့ဘဝရောကိုမိသားစုရဲ့ဘဝကိုပါစတဲ့ပြီးရှားမယ်ဆိုရင်တော့မဖြစ်သင့်ဘူးပေါ့အဲ့ဒီလိုလောက်တဲ့ကြလွန်းလို့လွန်ခဲ့တဲ့နှစ်2000ကလေးက တပ္ပဓမ္မဆရာတွေပတ်စံပြဒနာနဲ့ပတ်သက်ပြီးတွင်တင်ခဲ့ကြပါတယ်ငွေကိုငွေအတွက်ပဲစာတင်တယ်ကိုဘဝအတွက်ကိုလူမှုရေးကိုထိပါတာမျိုးမဖြစ်တဲ့ဘောစီးပွားရေးကစီးပွားရေးနေစဉ်ဘဝကနေစဉ်ဘဝတကန်းတကန်းနာစီဖြစ်တဲ့ဖြစ်နေတဲ့တဲ့ စိတ်ခံစားချက်တွေအပေါ်ဆွဲလန်းနေတာမျိုးမဖြစ်သင့်သလိုချမ်းသာကြွယ်ဝမှုနောက်လိုက်ပြီးငန်းငန်းတဲ့စိတ်ကြောင့်ကိုယ့်ရဲ့ဘဝကိုလည်းပျော်အောင်မနေနိုင်မိသားစုအပေါ်လည်းအချိန်မပေးနိုင်သလိုမျိုးဘဲဆွန်းရောက်သွားတာက လုံးဝမဖြစ်သင့်ဘူးဗျကိုယ့်အတွက်အချိန်လည်းချစ်တင်သလိုကိုချစ်ရတဲ့မိသားစုကိုလည်းအချိန်ပေးနိုင်ရမယ် အလုတ်ကအလုတ်ပတ်စံကပတ်စံဘဝကဘဝတကန့်စီပဲထားပါနိုင်ငံရေးအကြောင်းငွေကြေးဖောင်းပွားလာတဲ့အကြောင်းဆိုရှယ်မီဒီယာစေယောကစသဖြင့်နေ့စဉ်လူနေမှုဘဝအထက်ကအကြောင်းအရာတွေကိုစုံလို့ပဲကျွန်တော်တော့ဝန်မပြောပါဘူးနည်းနည်းညာလာတော့လူလဲ နည်းနည်းများလာတော့လူလဲမခံနိုင်တော့တာနဲ့သခွန်ပဲကျွန်တော်ဝင်ဟန့်ဖြစ်သွားတယ်ခမားတို့ကလည်းဘာမှလုံးလို့မရတဲ့အကြောင်းတွေပြောနေလို့ရောဘာသူမှမလို့လဲအစိုးမရတဲ့ပိစတွေကိုအပူအလောင်ခံပြီးမပြောကြပါနဲ့လားပြခေါင်းတငိမ့်ငိမ့်နဲ့ထောက်ခံကြပေမဲ့ဘယ်သူမှဘာမှပြန်မပြောဘူး ဒါပေမဲ့စကားဝိုင်းတို့ရဲ့ထုံးစံအတိုင်းမြောက်ဥတွေကနိုင်ငံရေးဘက်ပြန်လှည့်သွားပြီးငဘူအတိုင်းပြန်ပြစ်သွားတယ်။ဘာထူးမှလည်းကျွန်တော်ဝင်ပြောတော့လဲလူမုံပဲခံရတော့မှာတပ်ပတမအသွေးခေါ်တွေကကျွန်တော်အတွက်တကယ်အလုံးဖြစ်တော့တွေးတွေးသမျလူတိုင်းကိုလက်ပြောရှင်မိခဲ့တယ်ဗျမနေနိုင်ဘူးတခုခုဆိုရင် ကိုလိုအသွေးမျိုးရစေခြင်းနဲ့ဒါပေမဲ့ဘယ်သူကပြင်းစရာအကြောင်းအရာတွေနားထောင်ကျင်ပါမလဲကျွန်တော်သိပါတယ်အဖက်တေတုတောင်ဒီလိုချစ်နိုင်မှန်းသိလို့ဟိုးရင်ကလေးကကြောခက်ပူပြီးသားပါတိုးတွေတကယ်မျက်မဝသိဖို့မြတ်ထုံးတွေလိုက်ချစရာမလိုဘူးသူတို့ ထုတ်လုပ်ပေးတဲ့နှုတ်ရည်နဲ့သုံးမွေးတွေကို ကြည်ရင်သိနိုင်တယ်လို့ကိုတကယ်တိုးတက်တိုးတက်ခြင်းရင်တိုးတက်ကြောင်းလက်ပြောနေစရာ မလိုဘူးကို့အချိန်လေးကနေတစ်ဆင့်လူတွေသိပါစေလူတွေကိုတပ်ပဓမ္မအကြောင်းလက်ပြောနေရင်ဘယ်တော့မှ သူတို့နားထောင်မှာမဟုတ်ဘူးလူတွေကတော့သူတို့ထုံးစံအတိုင်းအစိုးမရတဲ့အရာတွေကို ထိန်းချုပ်ဖို့လောက်ပဲ စူးစမ်းနေကြမှာပါဘယ်တော့ပဲပူလောင်နေကြပါစေကိုကသွားပြီးရေအေးကမ်းလို့တံပိုးထားကြမှာမဟုတ်ပါဘူးသူတို့လိုချင်တာကမီးအပူကုန်တိုင်တဲ့နေကိုသွားပြီးမိတာကမီးအပူကုန်တက်တဲ့နေစတော့လွဲနေရင်လူမုံပဲခံရတတ်ပါတယ်။ဒါကြောင့်မိရပုကောအလောင်းခံပြီး ချစ်ပြက်နေတဲ့သူတွေကိုဒီအတိုင်းကြည်နေလိုက်ပါ အချိန်တစ်ခုရောက်ရင်မိအပူအင်းငိမ့်သွားဖို့တောင်းတလာကြပါလိမ့်မယ်အဲ့ဒီအခါမိတ္တဖို့ရေကိုခြာတော့မှကိုယ့်ရဲ့တန်ဖိုးကို သူတို့နီးသူတို့ဟန်နဲ့နားလေသွားပါလိမ့်မယ်တည်ကြောင်တက်ကြောင်မလုပ်ပြပါနဲ့ထူကြောင်တော်ကြောင်မပြောပြပါနဲ့လက်ခံသွားဖို့တက် အမြင်ကတ်သွားကြမှာပါသတင်းကောင်းကိုပြောချင်ရင်သတင်းကောင်းလက်ခံနိုင်တဲ့စိတ်အခြေအနေကိုစောင့်ပါအချို့သောသတင်းတွေကလက်ပြောနေမှသိအောင်လုပ်လို့ရတာမဟုတ်ပါဘူးမြေအောင်ချစ်တတ်တဲ့အချိန်ရောက်ရင်သိကိုသိသွားကြပါလိမ့်မယ်လူမြင်တတ်အဲလူမြင်တတ်ခံမဖြစ်ပါစေနဲ့